အလုံးမမင်္ဂလာပါလို့ကျောင်းအမတို့ကတော့မျက်နှာတိုင်းပဲကောင်းတော့ကောင်းတော့တင်းနေနေလေးပြချပါစေနော်အားလုံးကိုအန်ဒီကမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဒါတို့လူမျိုးတွေရဲ့ထုံနှံစင်လာတော့နော်လူတယောက်နဲ့တယောက်နဲ့တွေ့လို့ရှိရင်မင်္ဂလာပါ နှုတ်ဆက်ကြတာပေါ့နော်ဆိုတော့အန်ဒီလည်းနှုတ်ဆက်ပါလေလို့ဒီနေ့ရလေသလားမိမတွေရဲ့မနာလိုခြင်းအကြောင်းပြောပြမယ်နော်အဲ့ဒီမနာလိုခြင်းကအတော့ဆိုးတာဒီလားအဲ့ဒါလေယောဂတမျိုးဒီလားမနာလိုခြင်းဆိုတာလေယောဂတမျိုးပဲကုစင်မရှိလို့ထင်တာပဲဒီလားမနာလိုခြင်းဆိုတာကကိုကမနာလိုစိတ်ထားတာလေ အဲ့ဒါလည်းဒုက္ခတစ်မျိုးပဲဒီလိုပဲကိုယ့်ပေါ်မှာသူများ မနာလို့ဖြစ်တာလေအဲ့ဒါလည်းဟောဘလို့ခေါမလဲတော်စစ်ဖြစ်ဖို့ကောင်းတာနော်ဒီမနာလို့ချင်းက မိမတွေမိမတွေဒီမကပါဘူးအခုခေတ်ကယောက်ျားတွေလည်းမနာလို့ဖြစ်ကြတာပဲနော်အဲ့ဒီအဲ့မနာလိုချင်းနဲ့ပတ်သက်လို့ပြောပြချင်တာပေါ့ဒါလည်းအမြင်နဲ့အန်ဒီပြောတဲ့အမြင်ပြောတယ်လေကိုကပြောလိုက်ပြီဆိုလို့ရှင်ကိုနဲ့ ကိုခံစားရတာပဲအန်ဒီပြတ်တက်ပါတယ်အန်ဒီတွေ့ကြုံရတယ်ဒီနေ့တင်မနေ့ရဆိုတနေ့အလုတ်သွားတယ်ကွာအလုတ်ထမဘာတွေဖြစ်ခဲ့လဲအဲ့လိုမျိုးလေးတွေပေါ့ဒီတနေ့တာဘာတွေဖြစ်ခဲ့လဲအဲ့ line ပေါ်မှာဘာတွေဖြစ်နေလဲ line ပေါ်မှာသူများအကြောင်းပြောတာထက်ကိုခံစားရတဲ့အရာလေးပြောတဲ့အခါမှာအော်ဟုတ်တာပဲငါလည်းအဲ့လိုမျိုးကြုံဘူးတာပဲဆိုတဲ့အခါကျတော့အန်ဒီတို့ကပြုတ်တင်ပြုတ်ပြင်တင်တာပြုတ်ပြင်ရမယ်ကို့အတွက်ကြောင့်သူများတစ်ဖက်သား 1နဲ့ချီကွဲရတယ်ဆိုရင်မလို့အောင်ပေါ့နော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ဒီမနာလူချင်းဆိုတဲ့ခေါင်းစဉ်လေးနဲ့ပြောပြချင်တာပါအန်ဒီကတော့ရှင်းရှင်းလင်းလင်းပဲကိုလာပြလို့ရှင်ကိုသူများအတွက်ပေါ့နော်ကိုမှကြည့်တဲ့သူမရှိပေမဲ့လေကိုကြည့်တဲ့သူအားလုံးကကိုပြောတဲ့စကားတခွန်းလေးကသူတို့ရဲ့ဟိုပေါ့အတွေ့ထဲမှာအော်ဒါလေးကဟုတ်တာပဲငါတို့ဒါလေးကိုအဲငါတို့တွေဟိုပေါ့နော်စင်ချင်းတ အားလေးနဲ့တို့လေးပြောင်းလဲတင်ပြောင်းလဲရမယ်အဲ့ဒါမျိုးလေးနဲ့ပဲကိုပြောပါတယ်ဒီနေ့တဏီကုံဆိုလို့ရှိရင်အဲ့ဒီအလိုမျိုးပေါ့နော်ဒီစိတ်အနည်းမှာနည်းနည်းလေးအခုအသက်ကြီးလာလေနည်းနည်းလေး sensitive အရင်ဖြစ်တယ်သိလားတကူဆိုလို့ရှိရင်လေအရင်ကအရင်တော့အရင်မာတာအရင်တော့ဆိုရင်တကယ်တကယ်မမကြောကြောနဲ့သူများအကြောတဆက်မှမခံဘူးနော်အန္တရာသူများကိုလာပြီးတော့လေတစ်လုံးကြားလေးလာပြီးတော့မလုံးနဲ့အမလေးပြန်ပြီးတော့ကက်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 ပြန်လျံတွေ့တဲ့သူက အသက်အရွယ်တစ်ခုရောက်လို့ဖြစ်ပါလေမယ်အသက်အရွယ်တစ်ခုရောက်လာတာလူကဘာပြောကြင်လဲဆိုတော့သင်းညခံစိတ်တွေပုံများလာတယ်เนาะအသက်အသက်ကြီးလာလေသင်းညခံစိတ်တွေစိတ်အေးလက်အေးပဲနေခြင်းနဲ့စိတ်တွေပေါ်လာတာပေါ့เนาะအထူးသဖြင့်သူများတကကိုကိုလည်းပေါ့ကင်းကင်းရှင်းရှင်းနေတယ်ကွာကိုနဲ့ဟိုပေါင်းတင်တဲ့သူတွေကကိုကိုစိတ်နှောက်ရှက်ပေးမယ်ဆိုရင်အန်ဒီမပေါင်းအဲ့လူတွေနဲ့အိုးဝေးရရှောင်နေပြလိုက်တယ် ကိုနဲ့သူနဲ့ကွာလူတိုင်းကစိတ်ချင်းတူချင်ပါတူမှာလေနော်ဟိုဘလို့ခေါ်မလဲမောင်နှမတော့စိတ်ချင်းမတူကြဘူးလေနော်တဖင်တဖေအမေနဲ့မွေးရတာမှမောင်နှမတော့စိတ်ချင်းမတူတာဆိုတော့ကိုနဲ့စိတ်ချင်းတူမှတူမှာပေါ့နော်ပြောလို့မရဘူးဒါကြောင့်အန်တီမှာအပေါင်းသင်းရှိလားဆိုတော့မရှိဘူးအပေါင်းသင်းရန်နေတယ်ဟုတ်မြန်မာပြည်မှာလဲတယောက်ထဲပဲရှိတယ်ဟိုငငယ်လေးတဲ့ပေါင်းတဲ့တငယ်ချင်းတယောက်ထဲပဲရှိတယ် နှစ်ယောက်နှစ်ယောက်တရားချင်းတစ်ယောက်ကတော့နည်းနည်းလေးကိုဒီကိုထွက်လာတော့ကိုနည်းနည်းလေးခြေဝင်လာတယ်မပေါင်းပြီးတော့ချင်းတစ်ယောက်ကတော့အခုတတိတင်ရချင်းအုံမနေကောင်းလားကျွေးနေကောင်းလားသိရတယ်နော်ခါလေးကြလို့ရှင်တော့အချိန်နည်းကြောင့်စကားမပြောပြောဖြစ်တာဖြစ်ပေမဲ့ကိုနဲ့သူနဲ့အမြဲတမ်းပေါ့လိုင်းတော့မှာစကားပြောငကြိုးငင်တိုင်းပြန်ပြောပြီးရည်နေရတာအများကြီးရှိတာပေါ့နော်အဲ့ဒါမျိုးပဲပေါ့မြန်မာပြည်မှာလည်းအပေါင်းတင်ရတယောက်ပဲရှိတယ်ပြည်မှာလားအပေါင်းတင်မရှိဘူး အလုပ်ထဲမှာတော့ဘုံတော့ water follow fish follow နဲ့အာ hello how are you လောက်ကတော့ပြောကြပြီမြဲအတောင်ကျောင်းထဲမှာဆိုလို့ရှိရင်လည်းကျောင်းတက်တုံးကလည်းဒီလိုပဲအပေါင်းသင်းမရှိဘူးရှိတဲ့အပေါင်းသင်းတွေလည်းကြာတဲ့အခါကျတော့ဒီမှာနှစ်ပေါင်း30ကျော်ပြီဆိုတော့ဒီမှာအရင်ကကျောင်းတက်တုံးတွေ့ရတဲ့ငွေချင်းနေဆိုလို့ရှိရင်တူကီယာရှိတယ်ဟိုစားရှိတယ်ကော့စတာရီကာ အဲ့လိုမျိုးနဲ့အန်တီပေါင်းတာပေါ့နော်ပေါင်းတယ်ဆိုတာလည်းအဲ့လိုမျိုးပေါ့နော်ကိုရီးယားဒီရောက်တဲ့အခါကျတော့ကိုကမိသားစုလည်းမရှိတဲ့အခါကျတော့အပေါင်းအသင်းတွေနဲ့အဲ့လိုပေါ့ culture ပေါ့နော်သူ culture နဲ့ကို culture နဲ့ဟိုမတူတဲ့အခါကျတော့တရားနဲ့တရားနဲ့စကားတွေပြောကြစားတော့ကြပေါ့နော်အဲ့လိုမျိုးလေးတော့ရှိတာပေါ့အခုနောက်ပိုင်းကျတော့လည်းအားလုံးကဟိုတချို့ကလည်းကိုနိုင်ငံကိုပြန်သွားတဲ့လူရှိတယ်တချို့ကျလည်းအလုပ်ကိစ္စနဲ့ပြောင်းသွားတော့အမေအရင်ရပေါ့နော်ဟိုခင်မင်ပြီးတော့တစ်ခါတည်းဟို ငယ်ချိုးငယ်နာပေါ်တဲ့အပေါင်းတွေဒီမှာတိတ်မရှိဘူးတယောက်ပဲရှိတယ်အဲ့တယောက်ကြတော့လေဟိုသူနဲ့ကိုနဲ့ခင်နေဆိုပေမဲ့လေဟိုတခါတူလေသူသူ့ရဲ့သူ့ရဲ့အတွေးခေါ်နဲ့ကိုနဲ့အတွေးခေါ်နဲ့တိတ်မတူတဲ့ခါကြတော့ဟိုတခါလေးမှလည်းပြောဖြစ်တာပေါ့နော်လူရင်းရဒီမှာကြတော့ကိုဟာနဲ့ကိုဖာတိဖာတာနေရများကြတယ်အဲ့ဒါအန်လီလိုပေါ်ကြတယ်ဖာတိဖာတာနေတဲ့အခါကျတော့ပြဿနာလည်းနည်းတာပေါ့နော် လိုမျိုးပေါ့ထဲမှာကြတော့လေကိုစိတ်ပါတဲ့ပေါင်းတင်းလို့ရတယ်သူကနဲတာပေါ့လူရဲ့ကိုစိတ်နဲ့မတူဘူးလေပြီးတော့အနေထင်းသားကတို့မြန်မာလူမျိုးပဲဟိုမနာလိုစိတ်ရှိတယ်ထင်မဟုတ်ဘူးနိုင်ငံခြားသားတွေမှာလည်းမနာလိုစိတ်ရှိတယ်မိမမှန်တယ်မနာလိုစိတ်ရှိတယ်ဘာအဲ့မနာလိုစိတ်ကလည်းဘာမှလည်းမသိကိုကလည်းဘာမှလည်းမလို့နောက်ဆုံးကကိုကအကြွားတန်လို့ဟဲငါမှလေဒါရီယန်ရှိတယ်ငါမှကိုကအကြွားတန်လို့ကို့မနာလို့စိတ်ထားမပြောလို့ဘူးဒါပေမဲ့အန်တီလောက်ဘလို့ခုံးလဲအေးဆစီလဲနေတယ် ကျော်ဝါချင်းလည်းမလုပ်တတ်ဘူးကိုမိသားစုနဲ့လှုပ်သွားမယ်ပြန်လာမယ်ကိုမိသားစုတက်ကိုအချိန်ပေးမယ်အထမင်းချက်မယ်အဲ့ပြီးငါ့ရဲ့ပန်းပင်လေးတွေပေါ့နော်ပန်းပင်လေးတွေနဲ့စကားပြောမယ်အန်တီဘဝမှာအန်တီပန်းပင်လောက်ဘသူ့မှာ လောက်ထိမခင်တွယ်ဘူးအပေါင်းသင်းခင်တွယ်တာတဲ့အပင်ကိုပိုခင်တွယ်တာများတယ်ပြလာမယ်နော်ကျမအပင်အဲ့မှာတချို့အခုကလေစောင်းရပြီဆိုတော့အပင်တွေကအရင်လိုမဟုတ်တော့ဘူးတိလားအရင်သတိထားရတယ်တို့လေပြပေးမယ်နော်အန်တီရဲ့အပင်လေးတွေပေါ့ မတော့ကိုရန်ကြိုက်တဲ့အပင်လေးဒါကတော့သူတို့ခေါ်တာဇော်စိန်လာနော်သူတို့စီမှာဇော်စိန်လို့ခေါ်တာပေါ့ဒီလိုအယိုးတွေကိုပဲအရင်အယိုးတွေကိုအမြင့်တွေအောင်အရင်လောက်ရတာသီလားအဲ့ဒီအယိုးတွေကနေအမြင့်တွေမှာပဲသူကဒီအရွယ်လေးတွေပေါက်လာတာဒါကတော့ November cactus လို့ခေါ်တယ်သူကတော့လေအပွင့်လေးတွေပွင့်လို့ရှင်ဒီလိုကနေပေါက်ပေါက်လာတာဒီလိုကနေပြီးတော့အပွင့်လေးတွေပေါက်ပေါက်လာသူအပွင့်တွေအရန်လာတယ်ပန်းရောင်နဲ့ရှိတယ်အနေအောင်ရှိဒါကတော့အနေထင်တာအနေဟာလေးကသူကအနည်းအောင်ဖြစ်လိမ့်မယ်ဟုတ်တယ် ူးချနိုဝင်ဘာကတ်တုစ်လို့ခေါ်တော့နိုဝင်ဘာလမှာဖွင့်တာဒါကတော့ lucky bamboo ပေါ့နော်ဒါကတော့ lucky bamboo လို့ခေါ်တယ်အဲ့ဒါကလည်းအန်ဒီမှာစစ်စစ်ခြားလို့စိုက်ထားတာကြည့်ဒါကတော့လုံးဝကိုဒီမှာပတော်ကိုဥစားပေါ့နော်စိုက်ထားအဲ့ဒါကဘာဆိုလို့ဘာလို့ခေါ်တော့အဲ့ဒါ trailer ခေါ်တာပေါ့ဒါပေမဲ့ဒီအပင်တွေကထိုင်းမှာပွင့်နေတိလားအနည်းစင်မှာပိတ်မပွင့်သေးဘူး तू ကအရှင်းလေးသူလည်း sensitive ဖြစ်တယ် ဒါမျိုးလေးပေါ့နော်ပြီးတော့နောက်တမှာဒါကတော့လက်ဖက်နှင်းစီခေါ်တာပေါ့အဲ့အပွင့်စောင့်နေရလေအခုဆိုရင်ဘဏ္ဍလရှိနေပြီဟိုနွေရသည်ခုနှစ်လပိုင်းလေးရဝယ်ထားတာအခုထထီကိုမပွင့်နိုင်သေးဘူးပွင့်မထိုင်ဆောင်နေရလဲကြာတရတရသူနဲ့စကားပြောတမီးရေပွင့်မာတော့တမီးတို့ရေပွင့်မာတော့ဆိုမပွင့်သေးဘူးဒီလားခါကြပန်းမင်းနဲ့စကားပြောရတော့မဖူးလေးရဖူးနေပြီပြတမားတော့ဒါလက်ဆောင်ရဟားတဲ့အပင်ပေါ့နော်ပိန်းပေါ့နော်ဒါပိန်းတော့သူတို့လည်းအရင် sensitive ဖြစ်တာအခုဆိုကြည်လုံးဝဟိုမှာ မကြည့်အန္တရာယ်လိုမျိုးလေဒါတော့ဟုတ်လားအဲ့လေသူများပြောတာ kiss me quick လာပါလားအဲ့လိုမျိုးပေါ့နော်ပိမင်းနေအဲ့လိုမျိုးအပင်နေစိုက်တာဝါနာပါတယ်သူများနဲ့အဲ့လိုပြောရံဖြစ်တာအမနာတစ်ခုရှိသေးတယ်မှာတပြားလားအန်ဒီအပင်နေရတော့အန်ဒီပေါ်မှာဒီအပင်ကြအနံ့တစ်မျိုးလေးပဲသူလဲမကြည့်ပြောကျင်တာပါလဲဆိုတော့ ကို့ဘွားမှာတငယ်ချင်းမိတ်ဆွေဆိုအဲ့လောက်မရှိဘူးသီလားတငယ်ချင်းမိတ်ဆွေအဲ့လောက်မရှိဘူးဒါမဲ့အပင်နေစားဆိုအပင်တောင်းနေပြုံးလို့ရတယ်အပင်နဲ့ပတ်သက်လို့ခင်မယ်ဆိုရှင်အကုန်လုံးစကားပြောလို့ရပါကို့ကအပင်ချစ်တာဟုတ်ပြေကွာခီးသွားတာပါနာပါတဲ့ခါကျတော့အဲ့လိုမျိုးခီးသွားအကြောင်းလေးတွေပြောမယ်အဲ့လိုမျိုးဆိုကိုကပေါင်းသင်းနေထားတာပေါ့နော်အန်တီမှာပေါင်းသင်းတကယ်မရှိပါဘူးရှားပါတယ်ဝန်ခံပါတယ်ဘာကြောင့်ဆိုအန်တီအပေါင်းသင်းမရှိလဲဆိုတာလေအန်တီမကောင်းလို့မဟုတ်ပါအန်တီကအပေါင်းသင်းဆိုဟိုပေါ့အားလုံးပေါင်းတယ်မြေကို့အတွက်ပေါ့နော်အနောက်အရှက်ကို့ပေါ်မှာ ဟိုဖြစ်မယ်ဆိုမပေါအောင်ပေါ့နော်အခုပြောချင်တာကဘာလဲဆိုတော့အန်တီတို့အလုပ်ထားပေါ့နော်မနေ့ကအန်တီကအရင်ကနေခိုင်းတမပါနေခိုင်းတမကနေပြီးတော့အန်တီကညာခိုင်းကိုချိန်ပလိုက်တာညာခိုင်းကိုချိန်ပြီးတော့ဆင်းတဲ့ခါကျညာခိုင်းကဘာလို့ဆင်းလဲဆိုတော့ညာခိုင်းကကို့ဖာနဲ့ကိုလူတုပ်စုတဲ့မမယောင်အဲ့လိုညာခိုင်းမှာကနှစ်ဖွဲ့ရှိတယ်ခုနှစ်ယောက်ပဲထားတာပေါ့နော်ဒါအဲ့လိုအလုပ်မှာညာဘက်အဆောင်မှာအဆောင်သုံးဆောင်ပေါ့နော်သုံးဆောင်မှာတစ်ဆောင်မှာတစ်ယောက်နေရတယ် ၃ယောက်၃ယောက်ဆိုတော့ဟိုဒီ၃ယောက်ကဟို the group ပေါ့နော် anti နဲ့ anti နောက်ထင်းယောက်နဲ့ the group ရှိတယ်ပြီးတော့နောက်ဖွဲ့ပေါ့နော်ဆိုတော့အဲ့တော့ဖွဲ့ရင်မပူပေါ့အဲ့မဲ့အရင်တော့ကတော့ကိုကနေပိုင်းဆင်းနေဆိုတာအဲ့လိုပေါ့နေပိုင်းဆင်းတဲ့ခါကျတော့တချို့တွေအလုပ်ကိုသိမလားပေါ့ပေါ့နေတယ်ဟိုဘလီပဲများတယ်အလုပ်ကိုအလုပ်နဲ့တူအောင်မလုပ်ဘူးပြီးတော့မိမတွေများတော့စကားတွေသိမလားဟာအဲ့လိုအပြိုင်ဆိုင်နေအဲ့ဒါကြီးအန်တီကမပြောမမလောက်တတ်တဲ့ခါကျတော့ ကိုကသူတို့နဲ့တိတ်ပြီးတော့မကြိုက်ဘူးတိလာကိုကလို့အကြောတန်တာကိုသိတာကိုရဲ့ကဘာလေးထဲမှာကွန်ပျူတာစုကိုခီးသွားမယ်ပြင်ငါအပင်လေးအဲ့ဒါအန်ဒီရဲ့ကဘာပဲကျွန်တော်အန်ဒီအလောက်ထိကောင်းနေမထက်တာတဘူးညာကိစ္စလေဖြစ်အပ်နေအန်ဒီကညနေခိုင်းရနေညညခိုင်းပြောင်းလိုက်ကောညခိုင်းပြောင်းအဆင်ပြေတာပေါ့ညခိုင်းကောတိတ်စိတ်နေရတာပေါ့ကိုအဆောင်မကိုတယောက်ထဲပဲလေဘယ်သူမှလည်းကိုညာဖြစ်မဲ့လို့မရှိဘူးဆိုအရင်သဘောကြညာခိုင်းအရင်တော့ညာခိုင်းစင်းတော့အရင်အိတ်ငိုက်တာပေါ့နော်အချစ်မမပါသေးတာ မကခုနကဘာလို့အချင်းပါသွားပြီလုံးဝညာခိုင်းကသဘောကျတယ်တိတ်ဆိတ်တယ်တယောက်တည်းဆိုမယ်လေအရင်အကူညီလို့ရှိရင်ကိုယ့်ရဲ့နောက်တခြားဆောင်ကကိုယ့်ရဲ့ဒီတငယ်ချင်းခေါ်ပြီးတော့ဝိုင်းကူပီလို့ရတယ်ကိုယ်တော့တောက်ကူပေါ့ ။ညခိုင်းသဘောကကုတ်တွေ့ရပြီးတော့အချိန်စရာလည်းဒီတိုင်းပဲသွားရတဲ့တကြကွာဒီအချိန်9နိုင်ခွဲရနေပြီးတော့9နိုင်ခွဲပြီး9မိနစ်ကနေပြီးတော့မနေ့6နိုင်50ထိဆိုပုံမှန်အချိန်ဖြစ်နေပြီ။နေ့ကိုင်းကြတော့မနေ့9နိုင်ဆင်းမယ်ညနေ9နိုင်ပြီးမယ်ဒီခါကျတော့တနားရနေညနေ10နိုင်ထိဆိုတော့အဲ့လိုမျိုးအချိန်တွေဖြစ်တဲ့ခါကျတော့အနည်းကမကြိုက်ဘူးအခုဆိုကွာပုံအချိန်ကတသက်တမတ်တသက်မတ်ထဲပေါ့နော်။ဆိုတော့အနည်းကလိုမျိုးပေါ့နော်ဥစားဆင်းရခါကျတော့သဘောကျတာပေါ့နော်ကိုဒီအဲ့လိုထဲမှာပြီးတော့အဲ့မဲ့ဖြစ်ချင်တော့ အဲ့ဒီမှာနောက်တစ်ဖွဲ့ရှိတာပေါ့နော်အဲ့တစ်ဖွဲ့ကကိုနေတဲ့ခင်ကျွန်တော်ကိုရတူရအလုပ်တာဘူးလေ group ကကွဲတဲ့ခါကျတော့ကိုရဲ့ကိုတို့တဲ့အဖွဲ့ကကိုနဲ့တဖွဲ့တည်းပဲပေါ့နော်သူကတခြားဖွဲ့ပေါ့သူတို့သူနဲ့အိမ်မိမတယောက်နဲ့ကိုနဲ့ဆိုရင်စကားလည်းအဲ့လိုမပြောဖြစ်ဘူးကွာပြောလည်းမပြောဖြစ်ဘူးပြီးတော့ဟိုခင်နာမင်နာလည်းမရှိဘူးကွာပြီးတော့ဟိုကိုအဖွဲ့ချင်းမတူတဲ့တကြောင်ဟိုကိုရီသူတွေနဲ့ကစကားမပြောဖြစ်ကြအောင် ပြီးတော့အနည်းတောင်းတဲ့အလုပ်ထဲမှာသူများအကြောင်းအနေမပြောတတ်ဘူးသူများအကြောင်းမပြောတတ်ဘူးဆိုတာဘာကြောင့်လဲဆိုတော့ဟိုကအလိုအတင်းနေပါချတာဝါနာမပါဘူးဝါဟိုမင်းမပါဝတ်ထားလဲဟိုမင်းမပါအဲ့ဒါနောက်ဆုံးကွာသူသူ့မှာရှိတဲ့ပစ္စည်းအရာတတ်မိုးရှိတော့အရာသူနဲ့ပဲဆိုင်တယ်ကိုနဲ့မဆိုင်ဟုတ်တယ်ဟုတ်ကိုမှာရှိတဲ့ပစ္စည်းကကိုနဲ့ပဲဆိုင်တယ်သူများနဲ့မဆိုင်အဲ့လိုပဲကိုကထားတယ်သူများချမ်းသာတာကသူချမ်းသာတာသူကိစ္စ ကိုကိုမှရှိရပစ္စည်းရကိုပစ္စည်းရဟိုလိုပေါ့နော်အဲ့ဒီလိုမျိုးသူများချမ်းသာလဲအာမချတဖို့သူများအိမ်၃လုံး၅လုံးဝယ်ထားလဲအာမချကြလို့ကိုမှရှိတဲ့အရာလေးနဲ့ကိုစိတ်ကျဉ်နေပြီးတော့ပျော်ရွှင်အောင်နေတာဒါအန်ဒီရဲ့ပင်ကိုဘာဝဇေယိုက်ပဲဒါပို့ဝင်လေအနေသူများနဲ့လဲဘယ်တော့မှတန်ဆန်ခြင်းမရှိဘူးအပြန်ဆန်မလို့ဘူးဒါပေမဲ့အလုံးနဲ့ပတ်သက်လာရင်တော့အန်ဒီရအရန်ကိုဟွာဖြစ်တယ် ဟို serious ထားတာပေါ့နော်အဲ့ဒီအလုံးနဲ့ပတ်သက်လို့ရှင်တော့လုံးဝအလိုမျိုးပေါ့အလုပ်ကိုအလုံးနဲ့တူအောင်မလုပ်လို့ရှင်တော့အနေနဲ့လေးအဲ့ဒါဟိုပေါ့ပြောတတ်တာပေါ့နော်ဟိုအဲ့ဒါအဲ့ဒါကတော့လူတိုင်းပါပဲကိုယ့်လို့ကိုယ့်လောက်ကကိုယ့်ထမင်းရှင်လေနော်ကိုယ့်ထမင်းရှင်ကိုကယူလေးစားရတာပေါ့နော်ကိုယ့်ထမင်းရှင်ကိုအဲ့လိုမျိုးပေါ့ဆိုတော့ဒီအလိုမျိုးအလုပ်ထဲမှာကိုယ့်ကိုဖာတိဖာတာနေတဲ့ခါကျတော့ကိုယ့်အကြောင်းသိရလူတွေကတော့အေးစစ်စစ်ပဲပေါ့နော်ကိုကအလုပ်ထဲသွားလိုက်တဲ့စကားပြောတယ်ကိုယ့်လို့ကိုပြီးအောင်လုပ်တယ်ကိုယ့် ကြည့်ရတဲ့လူမာတွေပေါ်မှာကိုတာဝန်ကြည့်အောင်လုပ်တယ်။ကိုကြည့်ရတဲ့လူမာတွေကိုဆေးပေးရမှာအောင်အကုန်လုံးပေါ့အလုပ်ကိုအလုံးနဲ့တူအောင်တော့ကိုလုပ်ခဲ့တော့ဒါအန်ဒီရဲ့အကျင့်ပဲလေ။ဒါကတော့ဟိုကိုလူတိုင်းမှာကအန်ဒီကတော့အမြဲတမ်းကိုရဲ့အလုပ်ပေါ်မှာကိုစဉ်းစားထားတယ်။ကိုအလုပ်ပေါ်မှာကိုစဉ်းစားထားတဲ့အကြောင်းဘာပဲကိုလို့အစဉ်ပြေတယ်။ကိုကအလိုပေါ်တော့ဟိုအလုပ်ကိုမခိုးဘူးပေါ့နော်ပြောရမယ်ဆိုရင်စိတ်ညစ်တဲ့ခါလည်းရှိတာပေါ့လူမာတွေကြေကြောင်ချမယ်။အာအဲ့ခါကျရင်စိတ်ညစ်ရတဲ့ခါရှိလဲ ပြုံးနေပဲတချို့ဆိုစိတ်မတော့ချင်မလားတိုက်ရတာလေတော်တော်လေးစိတ်ရှည်ရတာပေါ့နော်မအဲ့မတော့ချင်လို့ဆိုတော့ရှည်အလိုပေါ်အများကြီးပေါ့နော်လောရတာရှိတာပေါ့စိတ်မရှိရတယ်ရှိတယ်ဒါမဲ့လည်းအော်ငါတို့တော့စိတ်ရှိရင်တနည်းကငါလည်းအသက်ကြီးလာမှာပဲဆိုတော့အတွေးနဲ့အမြင်နဲ့အနေရနေတယ်ဒါမဲ့ဖြစ်ချင်တော့အဲ့မိမကကို့အဲ့ not the group ကပေါ့နော်ညာကဲကမှာဘာလဲကို့ဂျီတွေဝင်နေမှန်းလည်းမသိဘူး ကိုလည်းသူတခါမှကိုဟိုပေါ့သူနဲ့ကိုနဲ့ကြားထဲမှာဘာပြက်တနာဆိုလည်းမရှိကိုနဲ့သူနဲ့ကြားထဲမှာအဲ့ဒီတခုတော့ရှိအဲ့ဒီမှာမလို့ခေါမလဲသမီးချစ်ရသူလည်းခံစားခံစားမှာပေါ့နော်ကိုလူတယောက်ကမနာလို့ဖြစ်သလားကိုလူတယောက်ကမချစ်မနှက်ဖြစ်သလားကိုလူတယောက်ကအဲ့သလိုကြီးกว่าဂျေဝင်တာဆိုကွာဒီ feeling တော့ရှိတာပေါ့နော်ဒီကိုယ့်ရဲ့ emotion ပေါ့အဲ့လိုမျိုးပေါ့နော်ဟိုခံစားချက်တော့ရှိတာပေါ့အဲ့ဒီလိုပဲဒီတော့ငါမကြိုက်ဘူးဆိုလို့ရှိရင်သိနေတဲ့စိတ်ကအလိုသိနေဆိုတော့အဲ့ဒါအန်ဂျယ်ကဘိုးလေးပဲနေစကားတိုင်မပြောပြဘူးပေါ့နော် ။အိုးသူနဲ့ကွန်နာဖတ်စ်ပွန်အစဖာမဖြစ်ထားအောင်။အဲ့ဒါနဲ့တင်းတစ်ခေါက်ကလည်းကို့အတင်းကိုသူချတာ။အဲ့ဒါအဲ့ဒါအဲ့လိုပေါ့နော်။အဲ့ဒါအဲ့လိုညာခဲ့သမားတွေကဟိုပေါ့ဒီရဲ့ထုံးစံအရဆိုရင်73ညပဲဆင်းရတယ်။အဲ့ဒါကိုသူက100%လို့ပြီးဟာတာပေါ့နော်73ညထက်ပိုမစင်ရအောင်အဲ့ဒါက86% percent လို့ခေါ်တာပေါ့နော်86%ခိုင်းတော့ပေါ့အဲ့ဒီတရားကံလုံးစင်းကျင်တဲ့ခါကျတော့3ညကို ေးရတယ်။သုံးညဆင်းမှပဲအချိန်တရာရာဂိုင်းလုံးဖြစ်သွားတယ်။အခါကျလကလည်းများတယ်၊ကုပင်ဆင်းလည်းများတာပေါ့နော်။ဆိုတော့အဲ့ဒါအန်ဒီကသုံးညကိုအပိုယူလိုက်တာပေါ့။ဘာကြောင့်လဲဆိုတော့အန်ဒီပင်ဆင်းလည်းကောင်းကျင်လာရဲ့။နောက်တော့လကကျတော့ရမ်းကွာသွားတာလေနော်။အဲ့ဒါနဲ့အန်ဒီလုံးစကိုရာကွာ။ကိုချစ်လို့ကိုလုတ်တယ်ကွာ။ကိုကြိုက်လို့ကိုလုတ်တယ်ကွာ။ကိုခန္ဓာကိုယ်နဲ့ ိုလှုပ်ရတဲ့အလုပ်ပေါ့ကွာအာအင်ကုန်းကုန်းမကုန်းဒါအန်ဒီကိစ္စတရားရနုမဆင်းဆင်းနေနုမဆင်းဆင်း73ညမကလို့ရပောင်းနေ services ဒါအန်ဒီနဲ့ပဲဆိုင်တာသူနဲ့မဆိုင်ဘူးနော်ဒါအန်ဒီခန္ဓာကိုယ်နဲ့အလုပ်ရတာလေသူခန္ဓာကိုယ်နဲ့မလုပ်ရမှာလို့ပြောအဲ့ဒါကိုအရင်တော့လေသူအတင်းချတယ်အဲ့တဲ့ဘလို့ဖြစ်လို့မရနဲ့တရားကတော့ဆင်းလည်းမသိဘူးတဲ့မလေးတယ်မပင်ပန်းကြောက်လားမသိဘူးဟုတ်တော့ငါပါငါပင်ပန်းသည်ဖြစ်စေမပင်ပန်းသည်ဖြစ်စေတန်တီရဲ့ကိစ္စဟုတ်တယ်ဟုတ်သူနဲ့မဆိုင်နော် ဒါအန်ဒီသူမလုပ်နိုင်မလုပ်နဲ့ဒါအန်ဒီလုပ်လို့လုပ်တာလေအတင်းတစ်ခါချတယ်အဲ့အတင်းချတော့လေကိုယ့်ရဲ့အချိန်မှာချတာနော်ကိုအဝတ်အဝတ်စားတဲ့အဆောင်မှာကိုယ့်အတင်းကိုကိုနဲ့ကိုအဲ့တော့အဆောင်မှာနော်အဝတ်စားတဲ့ကသုံးခန်းရှိတယ်အဲ့သုံးခန်းမှာအားလုံးဗီဒီယိုတွေပေါ့နော်အဲ့လိုမျိုး draw တွေရှိတဲ့ခါကျတော့အဲ့တခုကြားထဲမှာအန်ဒီရှိရသိရသားနဲ့ကိုနောက်တစ်ယောက်နဲ့ဘလို့များနဲ့လောက်ကြလောက်လဲနောက်လည်းနဲ့မသိပြည့်ဟိုသိတယ်လူတော့ကစေနာနဲ့ပြောတာလားစေနာနဲ့ပြောတာမဟုတ်ကွာသိနေတယ်ဆိုတော့တစ်ခါ ဒုတိယကျင်ကြတော့လည်းအဲ့လိုပဲအတင်းနေချကြတာအနည်းတင်းအောင်အန်ဒီဗီကေးရှင်းနဲ့မယူလို့ပေါ့နော်ဥစားအလုပ်တွေအဲ့တော့အန်ဒီကမှတ်မှတ်ရဆိုလို့ရှင်ခုနှစ်ရက်ည9ရက်ဆက်တဲ့စင်းနဲ့အပူချိန်ရတာဖြစ်သွားတာပေါ့နော်အဲ့ဒါလည်းအတင်းချတယ်သူများချလို့ရှင် तू ကဝိုင်းချတယ်တကယ်ဆိုရင်အော် तू လုံနိုင်လို့9ရက်ဆက်တဲ့စင်းတာပဲကွဘာဖြစ်လဲမပြောနဲ့ပေါ့နော်ဝင်ပါတာပဲထားလိုက်တော့ မနေ့ကတော့အရင်လွန်သွားလို့ခံစားရတာပေါ့နော်မနေ့ကတော့ तू ကိုပြောတဲ့စကားတခုကကိုကသိတယ် तू तू ဝိစအနေနဲ့ तू အရင်ရှောင်တယ်ရှောင်စားလို့ကြောက်လို့မစကားဇာပြောပတ်သက်ချင်ပေါ့အဲ့ဒီလိုတမျိုးကိုနဲ့မပတ်သက်ကိုကို तू ဒီလိုမချိုက်တော့ဘူးဆိုမပတ်သက်ချင်စကားလည်းပြောချင်ဆိုတော့ तू က9နိုင်ခွဲဆိုဝင်တော့9နိုင်မှာ तू ဝိစားလဲအနေနဲ့မနေ့ညနေပိုင်းက9နိုင်ပြီးတော့စုံမသိတယ်သိရတဲ့လဲရှောင်တယ်ဟိုပေါ့ရှောင်နေတဲ့အတန်းနဲ့ဟို तू က အထွက်ကွာအဝင်ပေါ့နော်အင်ကြီးလဲရတာဟုတ်ကျူတူပြီးတော့အင်ကြီးလဲတော့ဆိုတော့ဘာလို့ပဲဆိုတော့အင်းနဲ့ပြောလို့မရဘူးလေနောက်ဆိုလို့ရှိရင်မားတဲ့ညာကန်းထွက်ပြီးတော့နေကန်းဆင်းဆင်းมาတဲ့ကြည့် तू တိတဲ့အန်ဒီယာညာကန်းရသဘောကြတိရတာနဲ့ဟိုအေးငါနောက်တာပါဆိုတော့အန်ဒီယာစီမှာစီအန်ဒီယာစီတခုထားတယ်ကိုနဲ့မရင်းနေလူတော့ဘာမှအနေမနောက်တက်ဘူးကိုနဲ့မရင်းနေပဲအနေဘယ်သူမှမနောက်တက်ဘူးနောက်လည်းမနောက်အောင် သူတိရမယ်ကိုသူတိတယ်ကိုရင်ညာကိုင်းကိုကိုစင်းတယ်ဘသူကညာကိုင်းမှာညာကိုင်းကအလုပ်ကအရန်ရှာဒီမှာညာကိုင်းလုပ်ကတောင်းတယုံမရနိုင်ဘူးဘာကြောင့်လဲဆိုတော့ညာကိုင်းကတော်တော်ခက်ခဲတယ်လူတွေကညာကိုင်းလုပ်ပြီဆိုရှင်မထွက်ကြတာများတယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့အဲ့ဒါကိုသူတိတယ်သိရသားနဲ့လည်း तू ကဟိုအန်ဒီကိုလုပ်ကနေထစေခြင်းနဲ့ပုံစံဒါတွေမပြောပြနေစလုံးနဲ့ပြောလို့မရလို့ထွက်ခြင်းထွက်มาတယ်ပြီးလို့ရှင်နေဟိုနေရင်ပြောင်းมาဆိုတော့ပြီးတော့မှငါစတာဆိုတော့ အရင်လေစိတ်ထဲမှာလည်းမကောင်းဖြစ်သွားတယ်အိမ်ပြန်တော့တနေ့ကအဲ့ဒီလိုမျိုးကိုတယောက်ကအဲ့လိုမျိုးပြောလို့ရှိရင်လေစိတ်ထဲမှာခံစားရတာပေါ့နော်ငါသူ့မြဘာလို့ခဲ့မိလို့လဲငါသူ့ဘာမြန်ပြောခဲ့မိသူနဲ့ငါနဲ့ကြမှာဟိုဟိုဂျူတူချင်းလည်းမတူဘူးကွာနော်အချိန်စရာချင်းလည်းမတူဘူး तू ကတခြား group မှာလောက်တယ်ငါဒီဘက်တစ်ဖွဲ့မှာလောက်တယ်မတူရဲ့ကြားထဲကနေဘာလို့မြန်ငါသူ့ဘာဖြစ်နေရလဲပေါ့နော်ငါ နေပေါ့ဟိုစောင်းကြွားစောင်းကြွားနဲ့တင်မလားစောင်းကြွားစောက်ကြွားနဲ့သူများအမြင်ခက်အောင်ဟိုလုတ်တယ်မိမဆိုတော့တမျိုးကိုကလည်းကိုကကိုကိုအလုံးလုံးပြီးရတဲ့ကိုပြန်မယ်ပြင်းပြဿနာကိုရှင်းအောင်နေတယ်ကိုလုံးမကိုတာဝန်ကျေတယ်အဲ့လိုလူစားမျိုးကွာတစ်ချိန်လုံးကိုယ်တစ်ချိန်လုံးဟိုမျက်လုံးကြီးဟိုပေါ့ cross ပုံစံနဲ့ကျွန်တော်ကြည့်တယ်ငါလည်းနားမလည်ဘူးဒါပေမဲ့သူပြောစကားတစ်ခုကိုယ်တွေ့ရစခံစားရတယ်ဟဲ့ငါလည်းသူလည်းဘာမှလည်းမလုပ်သူ့ အကြောင်းလဲငါအနိတုအကြောင်းဆိုပြောလို့လည်းသာဘုရားရှောင်းတယ်အကောင်မရသူတို့နဲ့ဆိုခတ်ဘုရားရှောင်းတာပေါ့နော်ဘာလို့လဲမသိဘူးနော်ငါလည်းသူ့ဘာမှလည်းမပြောဘူးသူ့လည်းငါသူ့နဲ့ငါနဲ့လည်းဟိုဟိုပေါ့ဂျူတီချင်းကလည်းတူတာမဟုတ်တဖွဲ့ချင်းကလည်းမကြအဲ့လိုမျိုးပေါ့နော်ပြီးခဲ့တဲ့အခါကဆိုလို့ရှိရင်ပြီးခဲ့တဲ့နှစ်ရက်သုံးရက်ကဆိုလို့ရှိရင်အနိတုလူမာကအဲ့တို့ဒီမှာဟိုပေါ့တချို့လူမာတွေကစုံကနေဆိုလို့ရှိရင်ဒါသူတို့ရဲ့ပေါ့နော်ဒီသူတို့ကနေပြီးတော့ငါတို့လူမာစောင့်ထားခြင်းပါတယ်ဆိုလို့ရှိရင်ပေါ့ အဲ့ဒါဆိုရင် boss ကထောက်ထားပေးရတယ်နော်ဒါဒါဟိုပေါ့တခြားမိသားစုတွေကငါတို့မစောင့်ခြင်းပေါ့နော်နင်တို့တွေကတရားကိုလာစောင့်ပေးပါဆိုရင်အဲ့လိုစောင့်ပေးရတယ်ဒါပေမဲ့အဲ့ကိုသူရဲ့ duty လူက၃ယောက်ပဲထားတာကိုတစ်ဆောင်မှတရားတစ်ဆောင်မှတရားဆိုတော့အပိုချိန်ပေါ့နော်တရားကိုထားပေးရတာပေါ့အဲ့ခါကျလို့ရှင်အန်ဒီကအန်ဒီကအလုတ်ပိတ်သွားတယ်အလုတ်ပိတ်တဲ့ခါကျတော့အန်ဒီကိုဖုန်းဆက်လာကိုနိုင်ခွဲစနေမှာ shadow ကဆက်လာလူမစောင့်မလားဆိုတော့အေးစောင့်မယ်ပေါ့နော်တော့စောင့်လိုက်မယ်ပေါ့နော်ပတ်စံရတာဆိုတော့ အလေးရပါသူကငါလူမဆောက်မဲတဲ့သူကအလုံးမလုပ်ချင်တော့သူ့ရဲ့အဆောင်မှာအနုသွားလုပ်ခိုင်းတယ်အဲ့ဒီဘာမှမပြောရတယ် no problem ပဲဘာကြောင့်ဆိုအန်ဒီကအလုံးလုပ်ရတော့ကြထိုင်ဆောက်နေရတာရမ်းပြင်းတဲ့ခါကျစင်ထိုင်နေရတယ်ရမ်းပြင်းတော့အဲ့လိုမျိုးပေါ့နော်အလုံးလုပ်နေရလှုပ်ရှားလုပ်နေသဘောကျတာပေါ့ရတယ်ပေါ့တကယ်ဒါမှမဟုတ်ကမှားတယ်သူကအလုံးလုပ်ရမှာသူ့တောင်းတယ်သူလူမဆောက်မဟုတ်ဘူးဒါပေမဲ့ကို့ပေါ့နော်သူကအပေါ်စည်းရတယ်ငါလူမဆောက်မှာနေသွားဆောင်အဲ့လို join နေတော့တာအမေ တခြားမိမဆိုရင်ဖြစ်မှာလားကိုကအဲ့လိုမျိုးရံဖြစ်တဲ့အစားကိုမပါတဲ့တကြောင်ကိုအသားလေးကုံပြောတော့ဘာကြောင့်အန်တူကလေရံကိုရအောင်ရှောင်းတယ်နော်အဲ့လိုမျိုးပေါ့ဟောအဲ့ဒါနဲ့နေတော့ကြည်မင်းရအဲ့စကားထပ်ပြောလားအန်အန်ရတခုတော့ရှိရပါတော့သူရင်တော့အန်တူကို Facebook မှာ friend လုပ်ထားတယ် ဒီ request တော့အရင်လက်ခံလိုက်တယ်ဒါပေမဲ့နောက်ပိုင်းမှာသူ့ရဲ့စိတ်တက်ကိုမကြိုက်လို့ကိုအတင်းပြောတဲ့လူနဲ့ကိုစကားပြောကြံလေကိုရဲ့ account ထဲမှာလည်းအဲ့လိုမျိုးလူတွေမထည့်ထားကြအောင်ဆိုတော့အဲ့ဒီသူ unfriend လုပ်လိုက်တယ်အဲ့ဒီလူမျိုးကိုနဲ့ကိုအပေါ်မှာမကောင်းတဲ့လူကိုတွားပြီးတော့ဘယ်သူမှစကားလည်းပြောကြံပေါ့နော်အဲ့ဒါနဲ့ဘာဖြစ်တယ်လဲဆိုတော့သူကိုအမှသူချင်းချင်းပေါ့နော်ကကူကူမဆိုင်ဘူးဒါပေမဲ့အလုံးနဲ့ပတ်သက်လို့ရှင်အတူအဖြစ်ပြောရတယ်ဒါပေမဲ့အလုံးနဲ့ပတ်သက်မယ်နဲ့မဟုတ်ဖ ೇನೆ အလကားနေနဲ့ဂျီတွေဝင်မျိုးအလကားနေနဲ့ဟိုတွားတူတူဘာတွေဂျီတွေဝင်နေမှလည်းမသိဘူး အဲ့ဟာကြတော့ကိုယ်စိတ်ထဲမှာလည်းကိုပေါ့တမျိုးတမျိုးကြီးပဲနော်ဒါကြောင့်လို့သူ့ရဲ့မနာလို့စက်ကဘာလဲဘာမနာလို့ဖြစ်တာလဲကိုကလည်းသူ့လိုချင်တဲ့သူ့သူ့မနာလို့ရအောင်လဲကို့မှာလည်းဘာတစ်ခုမှလည်းဟိုဖြစ်တာလည်းမဟုတ်ဘူးပေါ့နော်ဒါပေမဲ့အဲ့မနာလို့စိတ်ကသူ့ရဲ့မနာလို့စိတ်ကကို့ထိခိုက်တယ်ဒါကြောင့်လဲကိုကိုလည်းသူ့ဘာမှမလုပ်ဖဲနဲ့ဘာလို့ပြန်ကမနာလို့စိတ်အဲ့ပေါ့နော်ဒါကြောင့်လို့မင်းကလေးတွေသူ့သဖြင့်ပြောချင်တာက မြတ်ကမနာလို့စိတ်မရှိနဲ့တက်လား။ဘာကြောင့်လဲဆိုတော့လူတိုင်းဟာသူ့တန်ဖိုးနဲ့သူရှိတယ်။လူတိုင်းဟာသူ့ရဲ့ကောင်းချက်နဲ့သူရှိတယ်။သူများနဲ့လက်တော့မပြိုင်နဲ့။ပြန်ကြည့်ကိုယ့်အကူတော်နဲ့ပြိုင်။ငါငါလေးလေးငါခန္ဓာကိုယ်ကောင်းလားငါချောက်ကလေးနဲ့နှုတ်လို့ရလား။အဲအဲ့လိုမပြိုင်။အနည်းဘာမှသူများနဲ့ကလည်းမပြိုင်။ကိုယ့်ဘဝကိုကိုယ့်ဘာသာကိုယ်ပဲကိုယ်ပြိုင်နေ။ကိုယ်ကိုယ့်ဘဝကိုယ့်ဘာသာကိုယ်ပဲအတက်ပြောအောင်နေတယ်သူများနဲ့လဲသူများဘာရှိရှိလဲကောင်းစိတ်ဝင်စားသူများဘာရှိလဲသူများမရှိစိတ်ဝင်စားကိုဘာရှိလဲငါဘာလို့လဲအဲ့ပဲကိုစိတ်ဝင်စားတယ် အမပြောချင်တာဘာလဲဆိုတော့ကိုကသူများကိုမနာလို့စိတ်ထားတဲ့ခါမှာအဲ့ဒီပူလောင်ခြင်းကသူရင်သူကတော့ဘလို့လဲမသိဘူးကိုကတော့ပူလောင်တယ်သူစားသနာနေ။ဩငါ့အမြဲသူမနာလို့ဖြစ်နေတာငါတဲ့ကမှလည်းမလို့ဖြစ်။ဒါကြောင့်အနီပြောချင်ပါတယ်သူဖြစ်မင်းကလေးတွေမနာလို့စိတ်မထားပါနဲ့။ကို့ဘာကိုပေါ့နော်ယုံကြည်စိတ်ချပါ။ဩငါသည်ငါတန်ဖိုးငါမှရှိတယ်။သူ့မှမရှိတဲ့တန်ဖိုးငါမှမရှိမဲ့ငါမှရှိတန်ဖိုးသူ့မှရှိခြင်းမှရှိမှာ။ ဟုတ်တယ်ဟုတ်အဲ့လိုတွေးပြီးတော့အရင်အမြင်တွေတယ်ငါသည်ငါသူ့မှာဒါတွေရှိတယ်ငါမှာမရှိဘူးဒါပေမဲ့သူငါမှာရှိရတယ်သူရှိမှာရှိမှာလေဟုတ်တယ်မလားဒါကြောင့်မလို့အဲ့သူများတစ်ခက်တစ်ဖက်သားကိုမနာလို့စိတ်တွေသူများတစ်ဖက်သားပေါ်မှာမလုပ်ကြပါနဲ့လို့အနေပြောချင်တယ်မင်းကြီးတွေသူဖြစ်မနာလို့စိတ်မထားနဲ့အဲ့ဒါအရန်ပူလောင်တယ်သူ့အတွက်လည်းပူလောင်ကိုယ့်အတွက်ပူလောင်ရတယ်ဒါကြောင့်ကိုယ့်အတွက်ပူလောင်တယ်သူကကိုယ်မနာလို့ဖြစ်သူ့တနာလို့ဟောငါခင်ဗျာတနာပါတယ်သူငါပူလောင်လိုက်တာ တော့ပေါ့လားဒါကြောင့်အနီပြောချင်ပါတယ်မနာလိုစိတ်ကိုမထားကြပါနဲ့အတက်နိုင်ဆုံးမနာလိုစိတ်ကနေပေါ့နော်ရှောင်းနံကြိုးစားပါလို့ဘာကြောင့်လဲပူလောင်လုံးအားကြည့်လို့ရမ်းပူလောင်ရပါတယ်နော်ဒါကြောင့်အားလုံးကိုပြောချင်ပါတယ်မနာလိုစိတ်မထားပါနဲ့အတက်နိုင်ဆုံးကိုယ့်ဘာသာကိုကိုယ့်ဘဝလေးကိုယ့်ကိုပြောရှုအောင်နေပါသူများတကနဲ့ဘတ်တော့မှမရှင်းနဲ့အော်ငါသူများတကရှိလို့အာမငင်နဲ့သူများတကမချမရှိမရှိလို့လည်းအာမငင်နဲ့ရှိရင်လည်းအာမငင်နဲ့မရှိလို့တော့မနိုင်နဲ့ လူတိုင်းဟာသူ့တန်ဖိုးနဲ့သူရှိတယ်လူတိုင်းသူ့ဘဝလည်းသူပျော်နေတဲ့ဘဝလေးမှာပဲနေနေကြပါသူများတကောင်မကြည့်နဲ့ကိုဟာနဲ့ကိုပဲပျော်အောင်နေပါလို့ပြောရင်းနဲ့အရင်းရဲ့ live ပြီးတော့ဆုံးသက်ပါတယ်နော်